အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိုင်သက်တွေအောင်လည်းမင်္ဂလာပါ။ Manchester United အသင်းကလာမယ့်တစ်ပတ်အတွင်းမှာသူတို့ဒီတပတ်တပွဲပဲကံနေတဲ့အခြေအနေကိုရှင်းချဖို့ကလပ်အသင်းတွက်လုံလောက်တဲ့ခြေစမ်းပွဲလုံလောက်တဲ့ပွဲစဉ်အပြင်ခနိုင်ကလပ်ရဲ့ financial ကိုပါအများကြီးအထောက်အကူပြုပေမဲ့ရာသီအလယ် mid mid season ခြေစမ်းပွဲကိုသူတို့တွားရောက်ကစားဖို့သူတို့ဘက်က season နေပြီဖြစ်တယ်။တဆန်းရဲ့ report အရဆိုရင် မန်ယူနိုက်တက်ကဥရောပပြိုင်ပွဲတွေလွှဲချိုသလိုကာဘောင်ကတ်ဆိုဆိုစီထွက်သွားရတဲ့အတွက်ဒါတပတ်တပွဲသာကစားရတဲ့အခြေအနေကြောင့်သူတို့ရဲ့ဝင်ဝင်အရရရောချထားတဲ့ဒီချိန်မှာ အသေးနေနဲ့လဲဒါပွဲဆက်အခြေအနေထိပွဲအတိုင်းတာတို့ဒီကစားဖို့လိုအပ်တဲ့အခြေအနေကြောင့် ဒါဆော်ဒီအာရေဗျာမှာခြေစမ်းပွဲသွားကစားဖို့သူတို့စီစဉ်နေကြောင်းဖော်ပြထားတယ်။ဖော်ပြထားတဲ့ report အရဆိုရင် Manchester United ရဲ့ပိုင်ရှင်ရှယ်ယာပိုင်ရှင်သစ်ဖြစ်တဲ့ Sachin Redcliffe နဲ့ Andy Gruss ကနေဒါအခုလောလောဆယ်မှာနောက်ထပ် income အသစ်တွေကိုသူတို့ create လုပ်နေတယ်။အခုဆိုရင် current leading gun မှာသူတို့ opening ဒါ streaming တွေကို streaming တွေကိုသူတို့လုပ်ပြီးတော့ income ရဖို့စလုပ်တယ်။အဲ့ဒါက2026မှာစပါ။ပြောချင်တာကဗျဘေးသက်တွေတွေနဲ့အရင်တုန်းက stadium 2တခုတည်းကိုပဲလက်ပတ်ခွင့်ရှိတာကနေအခုဆိုရင် current တန်လေ့ကျင့်ခွင့်အပါဝင်သူတို့ အခြားအခြားသော facility တွေကိုဒါ visit လုပ်လို့ရမယ့်တိုးပုံစံမျိုးဒါလက်မှတ် ကတယောက်ကိုပေါင်တရာနှုန်းနဲ့ဒါအဲ့အဆီဇင်တွေကို2026မှာသူတို့လုပ်ဖို့ plan ထားပြီးသားဖြစ်တယ်။ဒါကသူတို့ရောနေသွားတဲ့ဝင်ငွေတွေကိုပြန်ကာပါလုပ်ဖို့ United ကအခုလောလောဆယ်မှာပြင်ဆင်နေတဲ့အချိန်ပြီးခဲ့တဲ့နှစ်ရာသီတုန်းကလည်းယာဒီကုံတိုးအဖြစ်ဟောင်ကောင်နဲ့မလေးရှားမှာပို့စီစဉ်တိုးသွားကစားတယ်။ American မှာ Summer City တို့ Summer City တို့တွားကစားပြီးတော့သူတို့ငွေရှာခဲ့တယ်။အဲ့အတွက်ကြောင့် Manchester United ကဘာဖြစ်လဲအဲ့မှာပြီးခဲ့တဲ့ယာဒီအပိတ်နဲ့ယာဒီ ဒီမတိုင်ခင်မှာတိုတယ်15တန်းချို15တန်း5တန်းတော့သူတို့ရှာဖွေနိုင်တယ်အခု Man United ကအေရှာတိုးကနေ ပြီးခဲ့တစ်ခေါက်က7တန်း American တိုးက9.5တန်းရှာပြီးတဲ့အချိန်မှာအခု mid season tour အဖြစ် Saudi Arabia မှာတွားကစားမဲ့ပွဲစဉ်တွေကိုလာမယ့်ရက်ပိုင်းတွေမှာထုတ်ပြန်ကြေညာသွားဖို့ရှိတယ်အဓိကကတော့ Saudi မှာပုံမှန်အဖြစ် real season tour ဆိုပြီးသူတို့ပွဲတွေလုပ်တယ်မှတ်မိလားဟိုလိုဟိုတခါတော့က Al Nassr တို့ Inter Miami တို့ Arsenal တို့ဒီလိုပွဲစဉ်တွေကိုလုပ်တဲ့အခါမှာ real season tour မှာ United ကတွားရောက်ပါဝင်ကစားဖို့သူတို့ဆွေးနွေးလျက်ရှိတယ်အဲ့ထက်မှာဆိုရင် Al Nassr ပါမယ် Arsenal ပါမယ်အပါဝင် Saudi all star အသင်းနေနဲ့ exhibition ပေါ့လေခြေစမ်းပွဲချစ်ချီခြေစမ်းပွဲတွားကစားမယ်နောက်တစ်ချက်ကတော့ club က one ဝဲသားပေါ့လေပူနွေးတဲ့ရာသီဥတုအောက်မှာတွားရောက်လေးချင်းကွင်းကိုလည်းလူချင်နေတဲ့အတွက်အဲ့ season အဲ့ဒီ mid season တိုးကိုသူတို့ဘက်ကထည့်သွင်းထားတယ်အဲ့နောက်ဆက်တွဲမှာသူတို့ဘာလုပ်ထဲဆို United ကတကယ်လို့ react season 2ကိုသူတို့ဝင်ရောက်ရှင်ပြိုင်မယ်ဆိုသူတို့နိုင်သူတို့ဝင်ရောက်ရှင်ပြိုင်권ရမယ် participate သူကပေးမဲ့ကြီးက10တန်းရမယ် စတိုင်ပေါင်း၁၀သန်းရမယ်ဒါအပြင်ဒီပြိုင်ပွဲမှာကလပ်အသင်းတသင်းသင်းနဲ့တွားရောက်ကစားတာတို့ဘာတို့တို့ကနောက်ထပ်၅သန်းနဲ့သူတို့အနည်းဆုံး၁၅သန်းလောက်ရဖို့ United ကမျှော်လင့်ထားတယ်ဆိုမစ်ဆီဇင်ဒါခြေစားပွဲအတွက်ဆော်ဒီမှာသူတို့ကအများဆုံးမက်ဆီမနှစ်ပွဲပဲတချို့ဆိုရင်ရပူက one of game ဆိုပြီးတပွဲလည်းဖြစ်နိုင်သူတို့နှစ်ပွဲလည်းဖြစ်နိုင်တယ်ဒါကသူတို့ပတ်စံထပ်ပြီးတော့ရှာဖို့အတွက်ပြင်ဆင်နေတာအချက်ဖြစ်တယ်ဒါအပြင် Manchester United က2026ဂျွန်လကစပြီးတော့ quarantine လေးချင်ခွေးမှာသူတို့ဘက်ကမလုပ်မလဲဆိုတော့ဖေးဖေးထိုးဆိုပြီးတော့ပေါင်တရားပေးပြီးတာနဲ့ဒါပေးတက်တီနေနဲ့ quarantine လေးချင်ခွေးကိုလာရောက်လေပတ်ခွေးအပါဝင် match day မှာဒါသူတို့လာရောက်လေပတ်ခွေးတို့ visit တွေကိုသူတို့ထည့်သွင်းထားတယ်ဆိုတော့အဲ့ဒါအတွက်လည်းသူတို့ကနောက်ထပ်တယောက်ကို American Pound တရားသတ်မှတ် charge လုပ်ပြီးတော့ United ကပတ်စံရှာဖို့လုပ်နေတယ်။ Sajin Redcliffe ကတော့ရှင်းတယ်။ဒါဥရောပပြိုင်ပွဲတွေမရှိတဲ့အချိန်နောက် ကာဘောင်ကတ်ထွက်သွားတဲ့အချိန်မှာပွဲလုံးဝမရှိတဲ့အတွက်ကြောင့်ဝင်ဝေးသီးသာရော့ကျသွားတာတွေကိုပြန်လဲကာဘာလုပ်ဖို့အတွက်သူတို့ရည်ရွယ်တာဖြစ်တယ်။ဒါကြောင့်မနစ်ကပိုးစီစဉ်တိုးဖြစ်မလေးရှားနဲ့ဟောင်ကောင်မှာသူတို့နှစ်ပွဲသွားကန်နဲ့ခုနတန်းခွဲရတယ်။အိုက်ကဒီမာစီသူတို့ဒါအခုအမေရိကန်မှာသွားကန်နဲ့ဆမ်မာစီတိုးခွဲနဲ့အခုဆော်ဒီမှာထပ်ကန်ပြီးတော့ငွေထပ်ရှာဖို့လုပ်နေပြီးတော့သူတို့ကိုယ်တိုင်လည်းလိုအပ်တဲ့ခြေစမ်းပွဲကစားပွဲရဖို့နဲ့ပူနေတဲ့ရာသီဥတုအောက်မှာ လီဂျင်ကွေအတွက်ရော နောက်ထပ် current and leaging queen 2အပါဝင်ပတ်စံရနိုင်မဲ့လမ်းကြောင်းတွေကို inu cruise ကစတင်လှုပ်ဆောင်နေတာပါအားလုံးကျေးဇူးတင်ပါတယ်